ခဲ့သမျှအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဂျေဆက်သတင်း channel မှာဒီကနေ့နောက်ဆုံးရသတင်းများကို တင်ဆက်ပေးတော့မှာဖြစ်ပါတယ်သတင်းနှစမ်းမှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအားပါတယ်ခင်ဗျာအခုတကပထမဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ Stacey ဘော်ညဉ့်ဉန်းစကားတွေပြောပြီးဆဲခဲ့တဲ့ rapper ကိုစတက်ကဖမ်းတယ်လို့သတင်းတွေထွက်ပေါ်လာတဲ့အကြောင်းကိုတင်ဆက်ပေးကြပါမယ် တိုက်စင်ပေါ်မှာညဉ့်ညမ်းစကလုံးတွေပျော်ပြီးဆဲဆုပ်ခဲ့တဲ့ရပါဆိုတော်တအူးကိုစတက်ကဖမ်းဆီးလိုက်တယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။နိုဝင်ဘာ၁ရက်နဲ့၂ရက်နေ့ကရန်ကုန်မြို့ဒုဝနမှာကျင်းပတဲ့ Overflow Festival ပျော်ပြေပွဲမှာစတိုက်စင်ပေါ်ကနေကွန်တုံဝေရဲ့ညဉ့်ညမ်းစကလုံးတွေပြောဆိုခဲ့တဲ့ Wing Owen ဆိုတဲ့ဂီတာပွဲကရပါဆိုတော်တအူးရဲ့ရုပ်တန့်ဖိုင်လူမှုကွန်ရက်မှာတက်လာပြီးတဲ့နောက်ဝေဖန်မှုတွေမြင့်တက်လာခဲ့ပါတယ်။အဲ့ဒီဆိုတော့ကိုစတက်ကဖမ်းဆီးလိုက်ပြီဖြစ်တယ်လို့ အမေရိကန်အတိုင်းဝိုင်းနဲ့ဆိုတော်ရဲ့ဇာတိမျိုးကတရင်ရင်းမြစ်တွေကရေးသားနေကြပါတယ်။အဲဒီဆိုတော်ဟာမန္တလေးမှာနေထိုင်သူဖြစ်ပြီးသူ့ကိုဖမ်းဆီးဖို့အတွက်မန္တလေးမျိုးကသာသနာတန်ရှင်းရေးဝီတော်တနီအဖွဲ့ကမစိုးရိမ်ဖေးမလက်တွဲကူဆိုတဲ့တန်ဃာတော်တပားရဲ့အကောင့်ကနေလုံးစော်ခဲ့ပါသေးတယ်။အဲဒီမစိုးရိမ်ဖေးမလက်တွဲအကောင့်ကနေယမန်နေညမှာညာတွင်ချင်းဖမ်းဆီးနိုင်ခဲ့တယ်လို့ post တင်ခဲ့ပါတယ်။အလားတူမဘာသာဘုန်းကြီးတချို့ကလည်းရုပ်သံဖိုင်နဲ့တကွာဖမ်းဆီးပေးဖို့တိုက်တွန်းတဲ့ post တွေရေးသားထားကြပါတယ်။ စတက်အမကန်ထောက်ကန့်သူဆိုတော့ယုံလေးကလည်းဖမ်းသွားပါပြီမနောက်ဘူးဖြစ်စေခြင်းလို့မဟုတ်ပါဘူးဖြစ်နိုင်တာပြောပြတာအဲ့ဒီလိုပြောဆိုနေရောက်သွားတာဆိုတော့သူ့ကိုစင်ပေါ်မှာသူပြောတယ်လို့သူ့ကိုလောက်ခံရနိုင်ပါတယ်အထဲမှာကိုုံလုံးတော့မရှိတော့ဘူးလုံငယ်တယောက်ကိုမလောက်ပါဘူးလို့သူ့ရဲ့ Facebook စာမျက်နှာကနေအသိပေးပါတယ်ဒါမှမဟုတ်ဆိုပါဆိုတော့ဖမ်းဆီးခံရခြင်းဟုံးမဟုတ်ကိုတော့တရားတီမပြုတ်နိုင်သေးပါဘူးအဲ့ဒီရုပ်သံဖိုင်ပြန်နှံ့ပြီးတဲ့နောက်မှာ Wing Owen အဖွဲ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေမင်းညားက overflow မှာကျွန်တော်ရဲ့တခြင်းဖြောပြမှုကြောင့် မိဘပြည်သူများပေါ်စိတ်နှောက်ယှက်ဖြစ်စေခဲ့တဲ့အတွက်အနှုံးညော့တောင်းပန်ပါတယ်။ထပ်ပြီးနောက်နောက်မဖြစ်အောင်ဆင်ခြင်ပါမယ်လို့ကတိပြုပါတယ်ခင်ဗျားလို့တောင်းပန်ခဲ့ပါတယ်။နာဝီ overflow festival ထော်ပြပွဲစာမျက်နှာကနေလည်းအဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့တောင်းပန်ခဲ့ပြီးတော့အဲ့ဒီအဆိုတော်ကိုလက်တွဲဖြုတ်လိုက်တယ်လို့အတည်ပြုခဲ့ပါတယ်။ဒါကထင်မှန်မထားပဲဖြစ်ခဲ့တာဆိုပေမဲ့လူမှုရေးရာမတင်တော်တဲ့စကားလုံးတွေအတုံးတုံးတွေပါတယ်လို့ယဉ်ကျေးမှုအရာလဲရုပ်ဆိုးအကျဉ်းတန်စေခဲ့တာကြောင့် အခုလိုကိစ္စမျိုးတွေနောက်နောက်ဘယ်တော့မှထပ်မဖြစ်အောင်တရားချမှတ်ဆောင်ရွက်သွားဖို့ကတိပေးပါတယ်လို့ရေးသားခဲ့ပါတယ်။ဒါပေမဲ့စစ်တကပြည်သူတွေကိုတော်လန်ရေးအပေါ်စိတ်မဝင်စားအောင်အာယုံပြောင်းတဲ့လုပ်ရက်တွေကိုမကြာခဏလုပ်လို့ရှိတာကြောင့်အခုလိုဖြစ်ရတဲ့ခုလုံးဟာလည်းကြိုတင်စစ်စင်ထားတာဖြစ်နိုင်တယ်လို့ပြည်သူတချို့ကပြောပါတယ်။ဒါပြင်အဲ့ဒီဆိုတော့ဟာမိုးရစေးတွေတုံးထားလို့အခုလိုဖြစ်တာလို့လည်းပြည်သူတချို့ကသုံးသပ်ပါတယ်။အကြမ်းဖက်အာဏာသိမ်းဆဲဥစုကပြီးခဲ့တဲ့တရင်ကျွတ်နဲ့အခုတစောင်းနိုင်မှာရန်ကုန်မြို့အပါအဝင်စစ်တပ်ထိန်းချုပ်ထားတဲ့မြို့တွေမှာ ပွဲတွေဖျားပွဲတော်တွေဇေးပွဲတော်တွေလောက်ခိုင်းပြီးတော့နိုင်ငံဟာအေးချမ်းနေတဲ့အောင်အခြေအနေအလုံးပုံမှန်ဖြစ်နေတဲ့အောင်ဝါဒဖြန့်ဖို့ပွဲလမ်းတွေကိုဖိအားပေးလောက်ခိုင်းနေတာပဲဖြစ်ပါတယ်။ဒါကြောင့်စက်တက်ထိန်းချုပ်ထားတဲ့နုပညာရှင်တွေဟာလည်းသူတို့စိတ်ခိုင်းတဲ့အတိုင်းဒေတာတွေခွဲပြီးတွားရောက်ဖြောပြေးပေးနေရတယ်လို့ပြည်သူတချို့ကပြောပါတယ်။အစောပိုင်း overflow ဖြောပြေးပွဲကိုတပိန်းမောက်ကြဖို့အကြံပတ်ဆဲဟုဆုနဲ့စက်တက်ဆန်းရွယ်သူတွေကိုတပိန်းမောက်ဖို့လူမှုရေးပြည်တံခတ်ဖို့တိုက်တွန်းပေးနေတယ်ဖိန်နျူးချက် ဖိန်နျူးချက်ကွန်မြူနတီဘာမာကပွဲမချင်းပါမီရပိုင်းကလေးကတိုက်တွန်းထားတာဖြစ်ပါလိမ့်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းနဲ့တရင်ကတော့မြာဝရီမြို့နယ်လေကေကော်တို့စစ်ကြောင်းထိုးနေတဲ့ခါမာယာ200နဲ့တိုင်ရဲမှစစ်သားများတိုက်ဆုံမှုများပြားနေတာကြောင့်ယာယီတိုင်ရဲမှုပုံမှုသူရင်အောင်နဲ့တပ်ဖွဲ့ဝင်များအတွက်ရရေအချေပွဲပေးခဲ့တဲ့တရင်ကိုတင်ဆက်ပေးကြပါလိမ့်။လက်ရှိမှာကရင်ပြည်နယ်မြာဝရီမြို့နယ်လေကေကော်တို့စစ်ကြောင်းထိုးနေတဲ့ဓမ္မ20နဲ့လာအုပ်ခံခါမာယာ200နဲ့တိုင်ရဲမှစစ်သားတွေတိုက်ဆုံမှုများပြားနေကြကြောင်း ယာယီတရဲမှုဗိုလ်မှူးသူရင်အောင်နဲ့တပ်ဖွဲ့ဝင်များအတွက်ရရားချေပွဲပေးမှုတွေလှုပ်ဆောင်နေရတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ31ရက်နေ့မှာခါမယာ200နဲ့တရဲမတရဲမှုဗိုလ်မှူးသူရင်အောင်အတွက်လို့ဆိုကရန်ကုန်မန္တလေးအမြန်လန့်7မိုင်တစ်ဖာလုံးမှာရှိတဲ့အဖိုးကိုစာဘူးတောင်ခြေတော်ရအေးရိတ်တာကြောင့်တောင်ကလေးဆရာတော်ကျောင်းကွယ်မှာရှိတဲ့ဘိုးတော်နန်းနန်းမှာခမရ900နဲ့တရမှုဗိုလ်မှူးသူရင်အောင်နဲ့တပ်ဖွဲ့ဝင်များအတွက်ရရေအခြေမှုတွေပွဲပေးမှုတွေလှုပ်ဆောင်ကြတာဖြစ်တယ်လို့သိရပါတယ် အခုခမိုင်းရ200နှစ်တက်တဲ့တရေမှုတို့ကဘွဲတွေပေးထားပါလိမ့်ဘွဲထိုးထားတာပါဘိုးဘိုးကြီးနန်းနန်းမှာအုံဘွဲငပြောဘွဲတွေနဲ့ဘွဲထိုးထားတာယာယီတရေမှုဘုံမှုသူတွေအောင်ရှေ့တန်းစမြစ်ပြမှာစစ်ရှုံးအထင်းနာနေလို့ကတော်ဘွဲပေးဓာိုက်ဓာတ်စင်တွေလောက်ထားတာပါနောက်ပြီးအဲ့ဒီအမြန်လန်းစတက်မိုင်တစ်ဖာလုံးကနှက်ကြီးတယ်တကိုးကြီးတယ်စုတောင်းပြည့်တယ်ဆိုပြီးနာမည်ကြီးတယ်အဲ့ညမှာတော်တော်များများကဒီမှာလာပြီးတော့နန်းနန်းမှာရရရချေဘွဲထိုးတာတွေလောက်ကြတယ်လို့သတင်းရမျက်တူကပြောပါတယ် အစောပိုင်းခမရနေရနဲ့တရင်ဟာကရင်ပြည်နယ်ဖမ်းမြို့အခြေစိုက်ဓမ္မ22ရက်လောက်ခန့်တရင်ဖြစ်ပြီးတော့ရရချေပေါ်ထုံးမှုကိုရန်ကုန်မန္တလေးအမြန်လန်းစထမိုင်တဖားလုံးမှရှိတဲ့နန်းနန်းမှလာရောက်ဆောင်ရွက်တာဖြစ်ပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ21ရက်နေ့ကနေစပြီးတော့အချမ်းမဲ့စစ်တပ်နဲ့ BGF တပ်များပူးပေါင်းပြီးစစ်ကြောင်း၃ကြောင်းနဲ့ဝင်ရောက်လာခဲ့ရမှာ။ရသေးကုန်နဲ့ကြော်ဝါပိုးတောင်ပေါ်ကိုရောက်ရှိလာတဲ့အချမ်းမဲ့စစ်တပ်စစ်ကြောင်းဟာမိုင်းခွင်းအတွင်းမှာကျုံဝင်သွားခဲ့ပြီးတော့တော်လိုင်းရေးပူးပေါင်းတပ်ဖွဲ့များရဲ့ပိတ်ဆို့တိုက်ခိုက်မှုကြောင့် အကြံဘက်စစ်တာအများပြတိတ်ဆုံးကအလောင်းတွေအများစွာစုပုံနေတယ်လို့ကရင်တရင်ရေးမြစ်တွေဆီကသိရပါတယ်။အိုင်းနောက်မြောက်ရီမြို့နယ်ရသေးကူနဲ့မင်းလက်ပံဖလူကျေးဝါများဘက်တို့အင်အားအလုံးကြီးနဲ့ဝင်လာတဲ့အကြံဘက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ချေမုန်းရမှာလဲ။အကြံဘက်စစ်တာအများပြတိတ်ဆုံးပြီးတော့လက်နက်ခဲယမ်းတွေအများပြတင်းဆက်ရရှိခဲ့တယ်လို့ချက်တဲ့နဲ့စစ်ကြောင်းကနိုဝင်ဘာလ2ရက်နေ့မှာသတင်းထုတ်ပြန်ခဲ့ပါတယ်။ဒါပြင်ပြီးခဲ့တဲ့အော်တိုဘာလ31ရက်နေ့ကမြောက်ရီမြို့နယ်ရသေးကူကျေးဝါမင်းလက်ပံကျေးဝါနဲ့ဖလူကျေးဝါဘက်ကိုဝင်ရောက်လာတဲ့ အကြံပတ်စကောင်းစီရဲ့တမန်၂၂နှစ်လောက်ကစကြောင်းကိုတော်လန်ရေးပူပေါင်းတပွဲကအချင်းချင်းဖြတ်တောက်တိုက်ခိုက်ခဲ့ကြအောင်အဲလိုတိုက်ခိုက်မှုတွေမှာအကြံမဲ့စစ်သားတွေအများအပြားတေဆုံးကထိခိုက်တန်ရာရရှိသူတွေစတုံမှန်နေထွက်ပြေးအလင်းဝင်လာသူတွေရှိခဲ့ကြအောင်ဒါပြင်လက်နက်ခဲရဲ့အမြောက်အများကိုလည်းတင်ပိုက်ရရှိခဲ့ကြအောင်သိရပါတယ်ဆက်လက်ပြီးထမှန်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ကိုခိုင်မျိုးမှာ DNA လေးချုပ်ခန်းကချုပ်သား၄၀နီးပါးထွက်ပြေးခဲ့တဲ့တရင်ကိုတင်ဆက်ပေးကြပါမယ် ကိုခိုင်မျိုးမှာရှိတယ်တအောင်မျိုးသားလုံမြောက်ရေးတက်မတော် TNL အချုပ်ခန်းကနေအချုပ်သား38ဦးထွက်ပြေးလုံမြောက်သွားတယ်လို့သတင်းရရှိပါတယ်ပြီးခဲ့တဲ့နိုဝင်ဘာလ10ရက်နေ့ညကအချုပ်ခန်းဖောက်ပြီးထွက်ပြေးသွားတာဖြစ်ပြီးနိုဝင်ဘာ3ရက်နေ့ညအထိပြန်မမိသေးဘူးလို့ DNL နိစက်တဲ့ဒေသခံသတင်းရင်းမြစ်တချို့ကပြောပါတယ်ခိုးဆိုးလူနိုင်တဲ့အကုန်ထွက်ပြေးတာဂင်းသမားပေါ့တာပေါ့အခုလိုက်ရှာနေတယ်လို့ဂင်းသမားကိုဖမ်းပြီးဆက်နေတယ်လို့၎င်းကပြောပါတယ်ချန်ပီယံရဲ့မြောက်ပိုင်းကောခိုင်မြို့ဟာမန္တလေးမူဆယ်ပြည်ထောင်စုလမ်းမကြီးပေါ်မှာတည်ရှိပြီး ဒီရန်နယ်လေရောကိုကန်တက်မတော် MND ရပါထိန်းချုပ်ထားတဲ့မျိုးဖြစ်ပါတယ်။အခုဒီပြည်စံနဲ့ပတ်သက်လို့ဒီရန်နယ်လေကတရားဝင်တရင်ထုတ်ပြန်တာမရှိသေးပါဘူး။နောက်ပြီးပြည်စံနဲ့ပတ်သက်ပြီးဒီရန်နယ်ဘက်ကတာဝန်ရှိသူတွေကိုဆက်သွယ်မေးမြန်းဖို့စ조사ပေမဲ့အခုချိန်ထိဆက်သွယ်လို့တော့မရသေးပါဘူး။လက်ရှိမှာအတန်တရားရှိသူတွေကိုတွေ့ရင်တရင်ပေးဖို့ဖို့ဒီရန်နယ်တပ်ဖွဲ့ဝင်တွေကတိုက်တွန်းထားတယ်လို့ဒေသခံတချို့ကပြောပြပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့လင်းနဲ့အတွင်ရွေးကောက်ပွဲနဲ့ဆဲအုပ်စုကိုဆန်းကျင်ဝေပန်ရေးသားသူ2000ခန့်ဖမ်းဆီးခံထားရတယ်လို့ Data for မြန်မာကထုတ်ပြန်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ဆေးဥစုဦးဆောင်ကျင်းပမဲ့ရွေးကောက်ပွဲကိစ္စတွေပါဝင်ဆေးဥစုကိုစန်းကျင်ဝေဖန်တဲ့အကြောင်းအရာတွေရေးသားခဲ့တာကြောင့်2022ခုနှစ်ဖေဖော်ဝါရီလကနေအခုနှစ်အောက်တိုဘာလအထိ၄နှစ်အတွင်းမှာဖန်ဆီးခံရသူ2000ဝန်းကျင်ရှိခဲ့တယ်လို့ Data for မြန်မာကအောက်တိုဘာလ3ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ဖန်စီခံရသူတွေဟာလူမှုကွန်ရက်တွေပေါ်မှာဆဲအုပ်စုကိုစမ်းကျင်ဝေဖန်ရေးသားပြီးလူထုလှုပ်ရှားမှုတွေနဲ့တော်လှန်ရေးအဖွဲ့အစည်းတွေကိုထောက်ခံအားပေးတဲ့ရေးသားမှုတွေကြောင့် အခုလိုဖန်ဆီးခံရတာဖြစ်တယ်လို့ data for မြန်မာကဆိုထားပါတယ်။2022ခုနှစ်ဖေဖော်ဝါရီလကနေအခုနှစ်2025ခုနှစ်အောက်တိုဘာလထိလူမှုကွန်ရက်စာမျက်နှာတွေမှာဇယ်ဟုစုကိုစန်းကျင်ဝေဖန်ရေးသားခဲ့တာကြောင့်နိုင်ငံတော်မှာဖန်ဆီးခံရသူ1993ဦးထိရှိတဲ့ထက်ကနေရန်ကုန်တိုင်းက499ဦးမန္တလေးတိုင်းက458ဦးပဲခူးတိုင်းက258ဦး AR တိုင်းက125ဦးမကွေးတိုင်းက122ဦးနဲ့ရှမ်းပြည်နယ်က131ဦးတို့ဖြစ်တယ်လို့ဆိုပါတယ်။ ဒါပြင်ဆဲဥစုကလာမဲ့ဒီစမလာမှာပြုလုပ်သွားဖို့ရှိနေတဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလူမှုကွန်ရက်တီပေါ်မှာစမ်းကျင်ဝေဖန်ရေးသားမှုတွေကြောင့်မကြာသေးခင်ကဆဲဥစုပြဋ္ဌာန်းထားတဲ့ရွေးကောက်ပွဲအကာအကွယ်ပေးရေးဥပဒေနဲ့ဖန်ဆီးခံရသူဟာပြီးခဲ့တဲ့အော်တိုဘာလအထိ25ဦးအထိရှိခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အကြံပတ်အာဏာသိမ်းပြီးတဲ့နောက်နိုင်ငံရေးချက်တဲ့စိုက်နေတဲ့ဆဲဥစုအနေနဲ့ရွေးကောက်ပွဲကိုခုတုံးလို့အများထုတ်ကတရားဝင်ရရေးကြိုးပမ်းနေတာကြောင့် အရိရွေခောက်ပွဲကိုဒေါ်လိုင်းအင်အားစုတွေဒိုင်းဒါလက်နက်ကင်တက်တွေနဲ့ပြည်သူလူထုတရက်လုံးကတပိမောက်ထားကြတာဖြစ်ပါလိမ့်။နောက်ရထမှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့အချမ်းဘက်စခေါ်မရှင်လက်ဝေကန် YMPA ကရခိုင်ပြည်နယ်ဝင်ကြီးချုပ်ဘုံမူကြီးဟောင်းထိန်လင်းကိုအမျိုးသားသားတော်လို့ဆိုကမဟာမင်္ဂလဓမ္မဇောတိကတစားပွဲပေးရခဲ့တဲ့တရင်ကိုတင်ဆက်ပေးကြပါလိမ့်။ရခိုင်ပြည်နယ်မှာစစ်ရေးတွေပြင်းထန်လာချိန်အချမ်းဘက်စစ်ကောင်းဆောင်ရဲ့အချမ်းပေးဖွဲ့ဝင်ဖြစ်ကနေပြည်နယ်ဝင်ကြီးချုပ်ဖြစ်လာတဲ့ဘုံမူကြီးဟောင်းဦးထိန်လင်းကို အမျိုးဘာသာသာသနာနဲ့ပညာအကျိုးဆောင်ရွက်နေသူလို့တတ်မှတ်ကောင်းအချမ်းဘတ်စကောမရှင်လက်ဝေကံဗုဒ္ဓဘာသာကလျာဏယူဝတင် WMB ကဆရာတော်များနဲ့တူမဟာမင်္ဂလဓမ္မဇောတိကတစားပွဲတစ်စိတ်ပေးရခဲ့တယ်လို့သိရပါတယ် WMB ဟာခူးကံတော်လှန်မှုတွေကြောင့်ဆေရှုံးပြီးအထင်းနာနေတဲ့စကောမရှင်ထင်းချုံမှုအောက်မှာရှိတဲ့စတွေ့မျိုးနွယ်မှာဆရာတော်၄ပါးနဲ့လူပုဂ္ဂိုလ်၃ဦးတို့ကိုယမန်နေ့နိုဝင်ဘာလ၂ရက်နေ့မှာမင်္ဂလာဘောဓစိတ်တော်တွေစက္ကပ်ပေးရခဲ့ပါတယ် ိုက်လို့ပေးရရမှာရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းကလည်းမဟာမင်္ဂလာဓမ္မဇော်တိကတဆဘွဲတစိတ်တော်ပါဝင်ရရှိခဲ့တယ်လို့အကြမ်းဖက်စကော့မရှင်ထုတ်ပြန်ကြရသိရပါတယ်။ဆန်နာတင်ပြတဲ့နောက်စကော့မရှင်ရဲ့လက်ကင်ထုတ်ဖြစ်လာတဲ့ YMP ဟာရခိုင်ပြည်နယ်စစ်တွေးမျိုးမှာရှိတဲ့အာဖရယခိတအကြောင်းတိုက်ဆရာတော်နဲ့ရွှေစေတီပရိယတ်တီစာတင်တိုက်ဆရာတော်တို့ကိုအကမဟာမင်္ဂလာဇော်တိကတဆဘွဲတစိတ်တော်တဲချောင်းဆရာတော်နဲ့ရွှေတောင်ဆရာတော်တို့ကို မဟာမင်္ဂလဇော်တိကားတဆဘွယ်တစိတော်တွေစက္ကပ်လှူဒန်းခဲ့တယ်လို့သိရပါတယ်။ဒါပြင်ရခိုင်ဝန်ကြီးချုပ်ဦးထိန်လင်းကယခိတဆွမ်းအားပရာဟိတအတင်ဥက္ကဋ္ဌဦးဝဲမောင်မောင်အားမင်္ဂလဓမ္မဇော်တိကားတဆဘွယ်တစိတော်ကို၎င်း။အကြံဘက်စက္ကော့မရှင်ခန့်တိုင်းမှုကပြည်내ဗုဒ္ဓဘာသာကလျာဏယူဝအတင်တွင်ရမှုဦးမောင်သိန်းခန့်အားမင်္ဂလာဓမ္မဇောတိကတစဘောတစိတ်တော်ကို၎င်းပေးရခဲ့တယ်လို့စကော့မရှင်ကဖော်ပြပါတယ်။လက်ရှိ WMB မှာအာနာတိန်စစ်ကောင်းဆောင်ကရာထပ်ပန်နာယကအကြီးဖြစ်တာဝန်ယူထားပြီး အစိုးပါဘွယ်တစိတ်ကိုရရှိထားသလို950ဆရာတော်လို့လူတီများတဲ့စကောမရှင်လာအုပ်ခံပြည်သူစစ်နယ်ဖြူစော်လီခေါင်းဆောင်ဦးဝတော်မကွေဝင့်ကြီးကျုံတဲ့လူပုဂ္ဂိုလ်တချို့အပါဝင်ရခိုးကရခိုင်ဝင့်ကြီးကျုံဦးထိန်လင်းကိုထမ်းမှန်ပေးရလာတာဖြစ်တယ်လို့သိရပါတယ်အစိုးပါဘုံမူကြီးဟောင်းဖြစ်တဲ့ရခိုင်ဝင့်ကြီးကျုံဦးထိန်လင်းဟာစတက္ကတိုတရားစီပတ်စဉ်24တနင်္ဆင်းဖြစ်ပြီးစရေကျုံဟောင်းဒုတိယပို့ချုပ်ကြီးစံဦးတော်နဲ့ပတ်စဉ်တူကောင်၎င်းကရခိုင်ကရခိုင်ပြည်နယ်မြောက်ပိုင်းဘူတီတောက်မြို့မှာပြိုဟာမှု ဘီနဲ့လွတ်တော်ရဲ့ဓမ္မတော်သားကိုစလဲဖြစ်ကနေလုံချုံရင်းနဲ့နေဆက်ရေးရဝင်ကြီးဖြစ်လာသူဖြစ်ပါလိမ့်။ဒါပြင်၎င်းဟာလွန်ခဲ့တဲ့2012ခုနှစ်ကဖြစ်ပွားခဲ့တဲ့ရခိုင်ပြည်နယ်ပြည်ပကရဲ့အဓိကတာဝန်ရှိသူများထဲမှာပါဝင်နေတာကြောင့်လုံချုံရင်းနဲ့နေဆက်ရေးရဝင်ကြီးဖြစ်နှစ်ချိန်တိုင်တိုင်ကင်တွယ်ခဲ့တယ်လို့အရင်နောက်ဓမ္မတော်သားမြို့သားလွတ်တော်ကိုစလဲဖြစ်2019ခုနှစ်နိုဝင်ဘာလ၄ရက်နေ့ထိတာဝန်ထမ်းဆောင်ခဲ့ပြီးစတက်မအနာပေးခံခဲ့ရသူဖြစ်တယ်လို့သိရပါတယ်။သို့တော့စတက်မအနာပေးခံရပြီးတဲ့နောက်ဗိုလ်မှူးကြီးဟောင်းထိန်လင်းဟာ 2020ပြည့်နှစ်မေလ20ရက်နေ့မှာနိုင်ငံတော်တမရရုံးရဲ့အကြံပေးပို့ကိုအဖြစ်ခန့်အပ်ခံရပြီးတော့အမျိုးသားပြန်လည်တင်းမြတ်ရေးနဲ့ငြိမ်းချမ်းရေးဗဟိုဌာန NRPC ရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက်အကြံပြုပေးရတယ်လို့ရခိုင်မြောက်ပိုင်းမှာရှိတဲ့ပြည်ပခအရေးနဲ့ပတ်သက်ပြီးတော့လည်းတာဝန်ယူခဲ့ရတယ်လို့သိရပါတယ်။အဲဒီနောက်2021ခုနှစ်ဖေဖော်ဝါရီ18ရက်မှာအာနာတိန်စစ်ခေါင်းဆောင်ရဲ့အကြံပေးဖွဲ့ဝင်ဖြစ်လာတယ်လို့2023ခုနှစ်မှာစပြီးလက်ရှိတိုင်စခေါမရှင်ခန့်ရခိုင်ဝန်ကြီးချုပ်ဖြစ်တာဝန်ယူထားဆဲဖြစ်ပြီးတော့ မြန်မာနိုင်ငံစမှုတန်တင်ကဟာတစိစွမ်းဆောင်မှုဆိုင်ရာဂုဏ်သုဆောင်ပွဲဖြစ်တဲ့ဝနာကျော်တင်ပွဲနဲ့တတိပြန့်ချီပွဲတို့ကိုလည်းရရှိထားသူဖြစ်ပါလိမ့်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တင်ကတော့ဒီရောက်ကထိုင်ဝမ်ကိုကျူးကျော်ရင်အကျိုးဆက်တွေကိုရှီချင်းပြန်တည်တယ်လို့ဒေါ်နယ်ထရန့်ပြောခဲ့တဲ့တင်ကိုတင်ဆက်ပေးခြင်းပါလိမ့်။ဒီရောက်ကထိုင်ဝမ်ကိုကျူးကျော်သိမ့်ပါရင်ဒီရောက်တမရရှီချင်းပြန်ကအကျိုးဆက်တွေကိုနားလည်တယ်လို့အမေရိကန်တမရဒေါ်နယ်ထရန့်ကပြောကြားခဲ့ပြီးတော့အမေရိကန်ကထိုင်ဝမ်ကိုကာကွယ်ပေးမှလားဆိုတာကိုတော့ညှင်းဆန်လိုက်ပါလိမ့်။ ထိုင်ဝမ်ရေးကဘယ်တော့မှအဓိကဆုံးရရမယ့်အကြောင်းအရာမဟုတ်ဘူးလို့ပြီးခဲ့တဲ့အော်တိုဘာလ30ရက်နေ့ကတောင်ကိုရီးယားနိုင်ငံမှာချောင်းနယ်တွင်ပထမဆုံးကြိမ်ရှီချင်းဖြစ်တဲ့တွဲဆုံကြိမ်က၎င်းကဆိုထားတာဖြစ်ပါတယ်။တရုတ်ကထိုင်ဝမ်ကိုစီးရဲရရေးယူရင် အမေရိကန်စစ်တပ်ကကာကွယ်ပေးမှာလားလို့ CBS သတင်းဌာနကသတင်းတောက်ကမေးမြန်းရမှာ။ဘာဖြစ်တယ်လဲဆိုတာကိုရှာဖွေပြီးတော့အရေးအဖြစ်ကိုရှီချင်းပြင်သိပါတယ်လို့ဒေါ်နယ်ထရန့်ကပြောကြားခဲ့ပါတယ်။ဒါပေမဲ့အင်တာဗျူးမှာအဲဒီလိုဖြေကြားချက်ကဘာကိုဆိုလိုတယ်ဆိုတာကိုဖြေကြားဖို့ ဒေါ်နယ်ထရန့်ကငင်းဆန်ခဲ့ပြီးတော့ဒါကကျွန်တော်ရဲ့လေဝဲချက်တွေကိုမပြောနိုင်ပါဘူးတရုတ်ဘက်ကသိပါတယ်လို့ပြောပါတယ်လက်ရှိဒေါ်နယ်ထရန့်အမေရိကန်သမ္မတဖြစ်နေတဲ့ပြည်တရုတ်ကထိုင်ဝမ်ကိုဘယ်တော့မှမကျူးကျော်ဘူးလို့ရှီချင်းဖင်ကကတိပြုခဲ့ပြီးအဲ့ဒီအကျိုးဆက်တွေကိုသိတယ်လို့ဒေါ်နယ်ထရန့်ကဆိုထားပါတယ်ထိုင်ဝမ်ဟာလာအောက်ခံပြည်နယ်လို့တရုတ်ကဆိုပြီးအမေရိကန်မူဝါဒအရအမေရိကန်ကတရုတ်ကိုသာအတိမတ်ပြုပေမဲ့ထိုင်ဝမ်ကိုလည်းဆက်လက်နက်တွေထောက်ပံ့ခဲ့ပါတယ်ဒေါ်နယ်ထရန့်ရဲ့ရှီချင်းဖင်ကထိပ်သီးဆုံးနွေးပွဲမှာ လက်ရှိထိုင်ဝမ်အရေးကိုဇုံးနေဖို့ရှောင်ရှားခဲ့ပြီးတော့နိုင်ငံငံခြားကုန်သွယ်ရေးစစ်ပွဲဖြေလျှော့ဖို့ကိစ္စကိုသာဇုံးနေခဲ့တယ်လို့သိရပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုဆုံးတီနားဆင်ခဲ့တဲ့တင်ပြတဲ့များကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်ထပ်ပြင်ပြပါတဲ့တော်လိုင်းဘက်တော်သားများရဲ့တင်ပြများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။